ကျသာပရိသသမိတ်ဆွေများအားလုံးမင်္ဂလာပါကျသာပရိသသမိတ်တွေအတွက်ကိုကံနေစကောင်းမယ်နဲ့စီးပွားတွေစပြီးတက်မယ်နဲ့လုပ်ငန်းတွေစပြီးတိုးတက်မယ်နှစ်တစ်နှစ်ကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့လောကဒဏ်၈ပါးမှာအကောင်းလောကဒဏ်၄ပါးရှိတယ်အဆိုးလောကဒဏ်၄ပါးရှိတယ်အဆိုးလောကဒဏ်၄ပါးကိုကျွန်တော်တွေထည့်မပြောတော့ဘူးကောင်းကျိုးချမ်းသာဒုက္ခတွေရမယ်အကောင်းလောကဒဏ်၄ပါး၄နှစ်ကိုပြပြပေးတော့မှာဖြစ်ပါတယ်ကျသာပရိသသမိတ်ဘီသူမဆိုးရာဟုတက်ရောက်ရာတော့လို့ခေါ်တဲ့ရာဟုတက်ရောက်ရောက်လာရင်ဘဝအသစ်ပြန်ဆရတယ်စီးပွားရေးတွေလုပ်ငန်းတွေ အားလုံးပြန်ကောင်းလာတယ်တဲ့အရင်ကဘယ်လောက်ပဲညံ့ငင်းနေကြအဲ့တော့ကြာသာပြီးသားသမီးမိသူမဆိုအသက်10နှစ်18 26 34 42နှစ်50 58 66 84 60နှစ်အဲ့ဒီတည်းရောင်းတက်ရောက်ဖြစ်တဲ့အတွက်ကြာသာပြီးသားသမီးမိသူမိသူမဆိုလက်ကမောက်ခတ်လို့ရပြီဘဝပြန်ပြီးတော့နလန်းထူလာမယ်ပြန်ပြီးတော့အွန်လိုင်းထူလာမယ်နှစ်စကောင်းလာမယ်နှစ်တစ်နှစ်ဖြစ်ပါတယ်ဒါပေမဲ့ရာဟုတက်ရောက်ထုံးစံအတိုင်းပဲ ိမ်တော်ရေးကိစ္စလူမှုရေးကိစ္စတွေရှုပ်ထွေးဖြစ်တဲ့တွင်မိမကိစ္စရှောင်ရှားတင်တယ်အခြေရေးကိစ္စဒီအိမ်တော်ရေးကိစ္စတွေမှာရှုပ်ထွေးလို့မရဘူးအဲ့လိုရှုပ်ထွေးမှုတွေပြုတ်လုတယ်ဆိုရင်အရှုပ်ထွေးတွေဖြစ်ပေါ်လာရင်လက်ပိတ်တတ်ပါတယ်ကောင်းလာရှေ့ကောင်းလာမဲ့နှစ်တွေမှာလည်းအញ្ញန့်ခိုက်တွေဖြစ်ပေါ်လာတတ်ပါတယ်ဥပမာရှေ့လာမဲ့စီးပွားတက်မဲ့နှစ်တွေထိပေါက်မဲ့နှစ်တွေဟိုးတဲ့အိမ်တွေဝင်တဲ့နှစ်ဝင်မဲ့နှစ်တွေမှာကိုယ့်ရဲ့ကံတရာတွေကပိတ်ဆို့ပြီးတော့ညံ့သွားတတ်ပါတယ်အဲ့တော့မိမကိစ္စတွေလူမှုရေးကိစ္စတွေရှောင်ရှားတင်တဲ့နှစ်ဖြစ်ပါတယ် ဲ့လိုရှောင်ရှားနိုင်ရင်တော့ကိုယ်ကံကောင်းလာမယ်ငွေတွေဝင်လာမယ်သုံးပြီးလို့ထင်ရတဲ့ငွေတွေပြန်ရလာမယ်လူအများလည်းကိုယ်လေးစားချစ်ခင်လာမယ်ကိုပြောသမျှဆိုသမျှတွေအောင်မြင်လာမှာဖြစ်ပါတယ်ကိုစံပြသားချင်းတွေကပတ်စံထုတ်ပေးလာလုပ်ငန်းလုပ်ဖို့ဆိုပြီးပတ်စံထုတ်ပေးလာတာမျိုးတွေမိသားစုကနေပြီးတော့ငွေတွေထုတ်ပေးလာတာမျိုးတွေကြုံတွေ့ရတယ်ပါတယ်အဲ့တော့ကိုကဘာစားစားအရသာရှိနေမယ်ဘာဝတ်ဝတ်ကိုနဲ့လိုက်ပြီးတော့လှပနေမယ်နှစ်တစ်နှစ်ဖြစ်ပါတယ်ကိုရောင်ကိုဝါတွေစပြီးတော့တောက်ပါလာတဲ့နှစ်မျိုးဖြစ်ပါတယ် ဒါပေမဲ့တခုတတိထားမှာစတာဘေးသားသမီးကနေသူမျိုးအသက်16နှစ်မှာသူတပားရဲ့မတရားဆွဆွဲပြောဆိုခြင်းကိုခံရတယ်တဲ့။နော်အရာဟုတ်တဲ့ရောက်တယ်မှာပဲနော်။သူတပားရဲ့မတရားဆွဆွဲပြောဆိုခြင်းကိုခံရတယ်တဲ့ဆိုစတာဘေးသားသမီး16နှစ်မှာအဲ့လိုမျိုးအဖြစ်မခံအောင်အဲ့လိုမျိုးမဖြစ်ပေါ်လာစေရင်စာအုပ်တုပ်စာတထုပ်ကိုဘိုးတဘူးနဲ့ညက်နေ၃နိုင်မှာတောက်ကြတာတက်ကြီးရွယ်ကိုတူးကိုလှူဒန်းရမှာဖြစ်ပါတယ်။အော်စတာဘေးသားသမီး ဘသူမဆိုအသက်26နှစ်မှာပတ်ဝန်းကျင်အထင်သေးတာတို့မတိုင်မတရားပြောဆိုခံရတာတို့ကြုံတွေ့တဲ့တယ်အဲ့လိုမဖြစ်ဖို့တော့စိတ်သားဟင်းနဲ့ထမင်းညံနေပြီးတော့ဘုံဘူးနေညနေ၈နာရီမှာငါပြောဘက်ခင်းပြီးတော့ကိုဝုံပုံပြီးတော့လမ်းပေါ်ကခွေးတွေကိုကျွေးပြရမှာဖြစ်ပါတယ်အဲ့မှာကြာသာပိသားသမီးတွေနေရမဟာဘုတ်တိကျွင်းကြတာပလေးတွေမြင်ရဆိုရင်တော့အနေငယ်အညာခိုင်လေးဖြစ်တတ်တယ်အဲ့တော့မဟာဘုတ်တိကျွင်းကြတာပလေးဆိုတာကြတာပလေးသားသမီး အဓိပတိဘွားတွေပေါ့နော်အဓိပတိဘွားတွေဆိုလိုရင်းဖြစ်ပါတယ်အဲ့တော့အညာခိုက်တွေဖြစ်ပေါ်လာပြီဆိုရင်ဇေလီတဆူဆူသွားပြီးတော့ရက်သက်စေလူရမ်းရမယ်နော်စက်ကူရက်ကလေးတွေနောက်တစ်ချက်ရက်ဖះရုပ်ပွားတော့ရင်ဘတ်တော်ရွှေပြားဆန်ပြားချပြီးလူရမ်းရမှာဖြစ်ပါတယ်လောကဝိတုဆိုတဲ့ဂုံတော်ကိုအတိတ်ထံပရင်းစိတ်ပေးရမှာဖြစ်ပါတယ်နောက်ရွှေဒီနှစ်လက်ကိုဖះမှာကြက်ကြိတ်ခတ်ပြီးလူရမ်းရမှာဖြစ်ပါတယ်ကြာပန်းအဖြူရောင်လူရမ်းရမှာဖြစ်ပါတယ် အဲ့ထပ်မှပြီးတော့ရာဟုတ်တက်ရောက် စကောင်းမှုရဲ့ခါမှာရှေ့လာမယ်နဲ့တောက်ကြတက်ရောက်ကတော့စီးပွားတွေစပြီးတက်တက်တယ်လုပ်ငန်းတွေစကောင်းမယ်နဲ့အဲ့နှစ်ကတော့ကြသားဝိသားသမီးတွေတောက်ကြတက်ရောက်ကြရောက်တက်ပြီးအသက်ပိုင်းကြစီးပွားတက်မယ်နဲ့ကအသက်71 71 79နဲ့39နဲ့53ပြီးတော့52နဲ့59 69 85 83နဲ့62နဲ့အဲ့နှစ်တည်းကတောက်ကြတက်ရောက်ဖြစ်တဲ့ဆိုစီးပွားတွေလုပ်ငန်းတွေစကောင်းလာမယ်မွေးနေလဲတိုက်ထိတ်ရောက်နေတော့အမွေရတာမျိုးတွေ မြေဝင်တာမျိုးတွေစီးပွားတက်တာမျိုးတွေယာရုတက်တာမျိုးတွေလုပ်ငန်းခိုင်ခံတိုးတက်တာမျိုးတွေဖုန်းတကူတိုးတက်တာမျိုးတွေကြုံတွေ့ရမယ်ဖုန်းအစ်တွေဘာတွေဝင်တက်တယ်မျက်မှန်အစ်တွေဘာတွေဝင်တက်တယ်မြေတွေဘာတွေဝင်တက်တယ်ဒါပေမဲ့တခုတည်းထားမှာစတာဝေးသားတွေတောက်ကြတက်ရောက်တယ်မှာအာသူဝိုင်းမသွားတယ်နားရီမသွားတယ်ဘူးနားရီဝယ်တာမျိုးတွေနားရီသူများလက်ဆောင်ပေးရင်လည်းမယူတင်ဘူးနောက်အိမ်မှာနားရီအဟောင်းပြတ်တွေမထားတင်ဘူးအဲ့တော့သုံးကျွေးကြတာပရိတွေအနေနဲ့ဆိုရင်တော့လေအညံ့ခိုက်တွေအနေချင်းဖြစ်တယ်လေသုံးကျွေးကြတာပရိဆိုတာ သုံးညတိုက်ဖွာတယ်နေနဲ့ပေါ့နော်ကျသာပြီးသားသမီးတွေနေနဲ့ဆိုရင်ဒီတပ်ပိုင်းချမှာအညက်ခိုက်တွေအနေချင်းကြုံတွေ့တတ်ပါတယ်အခုကျတော့ဗုဒ္ဓဘူးနံစစတင်နေတဲ့ဆုံးထားတဲ့နာမည်ပိုင်ရှင်တွေဆိုရင်ညက်ခိုက်ဖြစ်တတ်တယ်အဲ့လိုနာမည်ပိုင်ရှင်တွေကြောင့်စိတ်ညစ်တာမျိုးတွေစိတ်နှောက်ယှက်ဖြစ်ရတာမျိုးတွေလည်းကြုံတွေ့တတ်ပါတယ်အဲ့တော့အထက်လူကြီးဆရာသမားတို့ပုံပုံပြောတယ်ကိုကိုကြည့်ရှုမစားတာမျိုးတွေဖြစ်တယ်မိကောင်းဆွေကောင်းတွေလည်းရလာတတ်တယ်နော်ယာရူးတွေတက်လာတတ်တယ်လာစာတိုးတာယာရူးတိုးတာမျိုးတွေကြုံတွေ့ရတတ်တယ် အဲ့တော့အမွေရမယ်မြေဝင်မယ်စီးစဲဥစ္စာတွေတိုးတက်လာမယ်။နောက်ကျေးဇူးကိုယ့်ပုံမှာကျေးဇူးရှိတဲ့သူတွေကျေးဇူးရှင်တွေမိဘတွေပြန်ပြီးတော့ကြည်နိုင်မယ်။ငွေတွေလည်းတလဟောဝင်လာတတ်ပါတယ်เนาะအဲ့တော့စီးစိမ်ဥစ္စာနဲ့ပြည့်စုံမဲ့နှစ်ချမ်းသာဒုက္ခတွေရရှိမဲ့နှစ်ဖြစ်ပါတယ်တောက်ကြတဲ့ယောက်ကအဲ့တော့သုံးကျွင်းတိုက်ပွားတွေနည်းနည်းဆိုရင်ပဲအညာကဖြစ်တတ်တာဖြစ်ပါတယ်။ဂျန်နဲ့ချမ်းသာပရိသတ်တွေကြတော့အားလုံးကောင်းကျိုးချမ်းသာဒုက္ခတွေရရှိမှာဖြစ်ပါတယ်အဲ့လိုအញ្ញခိုက်တဲ့ကြုံတွေ့နေတဲ့ကျသာပိသားသူတွေအနေနဲ့ဒီတပိုင်းကြပါဆိုရင် ရရာအနေနဲ့ကကိုယ့်ရဲ့ကြတာပြင်းနေတိုင်းအဲ့ရာရွှေ့ရမှာဖြစ်ပါတယ်နေရာခက်ခဲရှင်တထွာလေးရတမိုက်လေးရရွှေ့လိုက်ပါဆင်းရဲနွမ်းပါတဲ့သူတွေခရီးစိတ်လမ်းစိတ်လှူဒန်းပေးရမှာဖြစ်ပါတယ်အော်မြန်မာပြည်တစ်ပတ်ခရီးဘူးခရီးထွက်ရမှာဖြစ်ပါတယ်အင်္ဂါနေ့တိုင်းစီသမင်းငါးဘွယ်ဖရားမှာလှူရမယ်ဒါတောက်ကြတက်ရောက်ရရာပေါ့နော်အုံးဒီမထဲအောင်ကြတာပဲနေတိုင်းမုံစိပေါင်း၃ပကံလှူရရမယ်အုံးဒီမထဲအောင်ဒါကောင်းကျိုးချမ်းသာတုက္ကရရရှိမယ်နှစ်ဖြစ်ပါတယ်ထပ်မှပြီးတော့ကြတာဝိသားသမီးတွေအနေနဲ့ကအိုးပိုင်အိမ်ပိုင်ရရှိမယ်နော် အိမ်ပြရမယ်အိမ်ဆောင်ရမယ်အိမ်တော်နေကြတယ်တယ်အိမ်တော်ကြရင်လည်းကောင်းသောကြခြင်းဖြစ်တတ်တဲ့နှစ်ကံကောင်းမဲ့နှစ်တည်းရတော့အသက်30နှစ်20 28 36 54 50 60 68 68 86 94နှစ်ဖြစ်ပါတယ်အဲ့နှစ်တည်းရတော့အလူတန်းတွေလောက်ရတယ်တယ်ဦးသိအစ်တီဝင်တတ်တယ်ဦးပိုင်ပိုင်နေရတယ်တယ်တိုးတော့ကြတာပရင်းနေနေနေတော့ဘုံပြီးတက်ရောက်ဖြစ်တယ်ဝင်းနဲ့ပြမိတဲ့အတွက်ကျမ်းပါရင်အနေနဲ့ညံ့ ်တက်ပါတယ်နောက်ထိမိကိုင်းမိလေးတွေမဆိုးတလောက်ဖြစ်တယ်ကျသာဝိသားသမီးဒီတပိုင်းချောင်းကြောက်ရောက်နေတယ်ကျသာဝိသားသမီးအနေနဲ့ကမဆိုးတလောက်အညံ့ခိုက်တွေရှိနေတယ်ကျမ်းမာရေးနဲ့ပတ်သက်တာတွေထိမိကိုင်းမိတွေယူဆရမှာဖြစ်ပါတယ်နောက်တစ်ချက်ကနာမည်မှာကျသာဝိသားတနည်းဥတွေဆုံးမှဲ့ထားတဲ့သူတွေတို့ကလည်းအညံ့ခိုက်တွေဖြစ်ပေါ်တတ်ပါတယ်ဥပမာမဲအောင်လို့နော်မဲဦးလို့ပပပမနစာပြီးအားနဲ့သုံးတဲ့နိုင်ပိုင်းရှင်တွေအတွက်ကြတော့အညံ့ခိုက်တွေမဆိုးတလောက်ဖြစ်ပေါ်တတ်ပါတယ်နောက်တစ်ချက်က မာဘုတ်တွေ့ကျွင်းကြတာပဲဘင်္ဂါဘွားကြတာပဲအနေနဲ့ကလည်းအញ្ញန့်ခိုက်လေးတွေမဆိုတလို့ကျုံတွေ့တတ်ပါလေအဲ့တော့ကျန်တဲ့ကြတာပဲတွေအနေနဲ့ကတော့ဖုံးတုံးဩဇာတွေတိုးတက်လာမယ်နော်လုပ်ငန်းကိုင်ငန်းတွေကောင်းလာမယ်စီးပွားလက်လာပါတွေတိုးတက်လာမယ်နှစ်ဖြစ်ပါတယ်အဲ့တော့ဒီလိုနေတဲ့ကိုကြားရောက်လာရင်အញ្ញန့်ခိုက်တွေကျုံတွေ့နေတယ်ဆိုရင်မကြာခဏ အတိတ်အံအနေနဲ့တက်တက်လို့စားတာမျိုးတွေပြုလုပ်ပေးပါတနေ့ဦးနေနေတိုင်းဈေးတိစွတ်တနေ့ဦးနေတော့မှာစင်ပြီးတက်စီလှူဒန်းပေးပါအဲ့ဘုံဘူးနေတိုင်းရှောက်တီးတုတ်ခရားမှာဆုံးတော့ကပ်ပေးပါဘောဘဲသားနဲ့အုံလို့ချက်ပြီးတော့လေးစင်ကြိုင်ထဲမှာထည့်ထည့်ပြီးဖုံးကြောင်ကိုပို့ပေးပါအဲ့ဆိုရင်တော့အញ្ញခိုက်တွေပြေပြောက်ပေးပါပြေပြောက်တော့မှာဖြစ်ပါတယ်အဲ့ထပ်မှာပြီးတော့ကြာသားသားသမီးတွေငွေတွေအလုံးဝမဲ့နဲ့စီးပွားတွေတက်မဲ့နဲ့ငွေတွေစုမိဆောင်မိမဲ့နော်ဖြူရပစ္စည်းတွေလက်ဝဲရနာတွေဝင်လာတတ်တယ်အလူတန်းကိစ္စတွေပြီးတော့အမွေရတာမျိုးတွေထီပေါက်တာမျိုးချဲပေါက်တာမျိုးတွေ ဖြစ်ပေါ်မဲ့နှစ်ကအသက်73နှစ်21နှစ်29 39 45 53 68 69 89 85 90ကျော်တုံးနှစ်တွေဖြစ်ပါတယ်။အဲ့ဒီတွေရောက်လာရင်ထီစုကြီးတွေပေါက်တဲ့ချဲပေါက်တာမျိုးတွေဖြစ်တတ်တယ်။ငွေကြေးလလပါတွေဝင်လာတတ်တယ်။အဲ့မဲ့ကျန်းမာရေးနည်းနည်းခရီးဆိုင်ရမယ်။ဥကောင်းနဲ့ပတ်သက်တာတွေ1 byte နဲ့ပတ်သက်တာတွေမျိုးတွေအညာခိုက်ဖြစ်တတ်တယ်။အဲ့လိုအညာခိုက်ဖြစ်ပေါ်နေရင်အုံးရေ၄ခွက်နဲ့ ကိုယ့်ရဲ့နှိမ်ကောင်ပတ်စေးလိုက်ရင်ဟိုကဥကောင်းနဲ့ပတ်သက်တာတွေဝမ်းကိုင်းဝမ်းပိုင်းနဲ့ပတ်သက်တာတွေခြေထောက်နဲ့ပတ်သက်တဲ့ကြားပိုင်ညံ့ခိုက်တွေကပြေပြောက်သွားမှာဖြစ်ပါတယ်။အိမ်အောင်ရှိတဲ့သူတွေဆိုရင်လည်းသတိထားရတယ်။ဘာလို့လဲဆိုတော့အဲ့ဒီနှစ်ကမျက်နှာပွင့်တက်တဲ့နှစ်မျိုးဖြစ်ပါတယ်။လာခစားအလုပ်သမားတွေဆိုရင်လည်းဒီအဲ့နှစ်ထဲမှာတင်းနာတဲ့အောင်ထွက်ချင်စိတ်ပေါ်တတ်တယ်။ဒါပေမဲ့မထွက်တဲ့အောင်တင်းနာတဲ့အောင်ပါနော်။မထွက်ပါနဲ့။အောက်ချက်ကအဲ့လိုနှစ်ထဲမှာတင်းနာတဲ့အောင်တော့ဘာပဲလုပ်လို့တစ်ခါတည်းမပြီးဘူး။နှစ်ကြိမ်တစ်ခါပြန်လောက်ရတဲ့အဲ့လိုတင်းနာတဲ့အောင်တွေရောက်လာရင် ကိုယ့်အိမ်မှာဖိုးမတန်လို့ထင်ပြီးတော့ပစ်ထားတယ်ကြောက်လုံးရှိတယ်ဘူးတွေခွက်တယ်ထဲမှာအဲကြောက်ကိုကအယောင်ခက်ပြပြရှိတယ်အဲကြောက်ကိုထိတ်မှာအနာလေးလည်းပါတယ်အဲကြောက်ကိုရှာပြီးတော့လက်စုပ်ကွင်းဝင်မယ်ငွေနဲ့လက်စုပ်ကွင်းဝင်မယ်ဆိုရင်ကိုယ့်အိမ်နဲ့စီးပွားရေးတိုးတက်လာမယ်တိုးသမျှဆိုးသမျှတွေအဆင်ပြေအောင်မြင်လာမှာဖြစ်ပါတယ်ဒီလိုနေပြီးမှကိုယ့်အိမ်ကိုကိုုံတယ်ကိုုံဆောင်တယ်ရောက်လာပြီးညအိမ်ညတွေတဲခေါ်ရင်ဒါမှမဟုတ်ငွေတွေကရှိပြီးသားကိုုံဆောင်တယ်ရှိခဲ့ရင်ထီဆူကြီးပေါက်တယ်ကိုုံတယ်တွေဘာကြီးတယ်တွေရှိခဲ့ရင်တင်းနေတာတက်အောင်ပါပေါ့နော် ကိုအောင်တဲ့ဘိုက်ကြီးတွေကိုအင်းနားမှာရှိခဲ့ရင်ကိုယ့်အိမ်ကိုရားရင်းညက်တွေလာတဲ့ရင်ထီစုကြီးပေါက်တယ်ပါတယ်အဲ့လိုနှစ်မျိုးတင်းနေတဲ့ယောက်ထဲမှာမကြာခဏခကြီးတွေထွက်လာတဲ့တဲ့တိုးတော့တင်းနေတဲ့ယောက်ဇတာပရေးတွေအနေနဲ့က6ကျွင်းဇတာပရေးအထုံးမွားတွေအနေနဲ့ကအနှဲငယ်အညံ့ခိုက်ပြီးတွေဖြစ်ပေါ်နေပါတယ်နော်အထုံးမွားတွေအနေနဲ့ကြံတဲ့ဇတာပရေးတင်းနေတဲ့ယောက်ကအားလုံးကောင်းပါတယ်အဲ့တော့ဒီနေ့တည်းမှာအညံ့ခိုက်တွေပြပြောက်ရှင်ရင် ကြာဘူး2ပွင့်တစ္ဆပန်း6ပွင့်ဖရားမှာကတ်လူရမယ်ငကေယုံဖရားမှာထညက်ခဲဆက်တခဲကိုစက်ကူကတော်တွေထည့်ပြီးတော့ကတ်လူပူသွားမှာဖြစ်ပါတယ်အမွေးနဲ့တားရင်းနဲ့တင်းလာတောင်းမှာရှိတယ်ဖရားစင်းတော်တင်းလာနေမှာရေးတက်ပေးရမှာဖြစ်ပါတယ်အဲ့လိုပြုတ်လုံးမှာဆိုရင်ကိုယ်ဟာရှိတယ်ကိုယ်မှာဖြစ်ပေါ်နေအញ្ញမ်းခိုက်ပြီးပြင်ပြောက်သွားမှာဖြစ်ပါတယ်အဲ့ကျွန်တော်မိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေကျွန်တော်ရဲ့ဒီအကောင့်ဆရာသားတန်ဆာရဲ့ဒီ channel လေးကိုအဲသဘောကျနှိမ့်ချိုက်တယ်ဆိုရင် like and share လေးတွေပြုလုပ်ပါ subscribe လေးတွေနှိမ့်သွားပေးပါခေါင်းလောင်းကိုနှိမ့်သွားပေးပါ အဲ့နောက်ရက်ဒီမှာလည်းဗီရီနဲ့ပတ်သက်တာရေရီနဲ့ပတ်သက်တာဂမ်ဘီယာနဲ့ပတ်သက်တာတွေကိုနေ့စဉ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်အားလုံးပြည်ပြဝေးကွာကြပါစေစမ်းမှာချမ်းသာကြပါစေ